ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါဆိုတော့အော်တိုဘာလ22မှာရှေ့ရနေဖြစ်ပါတယ်ဆိုတော့ဒီတစ်ခေါက်ကတော့ကျွန်တော်ကအားလုံးကိုတတိယနေ့ပြောပြမှာတော့မဟုတ်ဘူးကျွန်တော် video only reaction လုပ်ပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်းအတူတူပြောမယ်ဆိုရင်ဟိုစပေါ်မာတွေရဲ့ video file လေးရောပေါ့နော်တခြားခြားသောအမေသားသမီးတွေရဲ့ video file လေးကိုကြည့်ပြီးတော့မှမိသားစုတွေကိုကျွန်တော်က video လေးတွေ reaction လုပ်ရင်းနဲ့မှတင်ဆက်ချင်ပါတယ်ဆိုတော့ပထမဦးဆုံး video လေးကတော့ဒီကျွန်တော်တို့တတ်တတ်ခံ တသက်ခံတော့ဖြစ်တယ်တသက်ခိုင်ပေါ့နော်တသက်ခိုင်ကိစ္စနဲ့ပတ်သက်ပြီးတော့မှတသက်ခိုင်ရဲ့ဒီကျွန်တော်တို့ဒီ resident လေဒါအေယာစီမံကိန်းနဲ့ပတ်သက်ပြီးတော့မှဟို promise ဝင်ထုတ်ပြောခဲ့တဲ့ကျော်စိုးဦးကိုစစ်ဘောမှအမျိုးသမီးတယောက်ကခင်ဗျပိုးစိုးပတ်သက်တွေပြောလာတယ်ជីជីကျော်စိုးဦးကိုပြောတာជីជី ဲ့ဒီသတင်းကြေညာသူဒီ social ဒီ social media platform တိတိမှာသတင်းကြေညာသူတို့ကိုသူတို့သတင်းတင်ဆက်သူဆိုပြီးလုပ်နေတဲ့လူတွေကလည်းသူတို့အဲ့ဒါသူတို့ထမင်းငတ်သွားမှာဆိုလို့သူတို့သူတို့ရဲ့စခွက်လေးပြတ်သွားမှာဆိုလို့သူတို့ထိုင်နေတဲ့အဲ့ဒီ sofa city လေးဒီလိုလှည့်နေတဲ့ဟာလေးပြတ်သွားမှာဆိုလို့သူတို့အိမ်မှာသူတို့ထိုင်လို့ရှိရင်ကြိုးထိုးခံမယ်လေတတလုံးဘဝမှာဒီလိုဆိုပါစတီဆုံးလဲဆိုပါစတီလေးနဲ့မထိုင်ဘူးတဲ့ခါကျတော့သူတို့ကိုသူတို့ဒီနေရာလေးကလက်ပုံနဲ့နန်းလေးဖြစ်နေတော့တောက်သွားမှာဆိုလူမုံမှာကြောက်တာ ကျမပြည်သူလူထုကိုကျမပြောချင်တယ်ကျမရဲ့နိုင်ငံကလူတွေကျမရဲ့နိုင်ငံသူနိုင်ငံသားပြည်သူပြည်သားတွေကိုကျမပြောချင်တာဘယ်သူ့ကိုမှမယုံနဲ့အရာရာဟာပြောလိုက်တဲ့သတင်းတပုတ်လိုင်းပေါ်တက်လာပြီဆိုရင်အဲ့သတင်းပညာလူတွေသတင်းပညာလူတွေနော်ရဲ့အဲ့ဒီသူတို့ကသူတို့သတင်းတင်ဆက်သူလို့ဆိုရဲလူတွေရဲ့စကားကြီးတွက်လိုက်ဆိုလေလာသုံးသက်ဝေဘန်အမမန်ကိုယ့်ရဲ့ကိုပိုင်ညာနဲ့ချင့်ချင်ဟုတ်လားမဟုတ်လား တော့သူပြောတာအယူအမှန်လို့သွားမြင်တယ်သူတို့ကသူရောက်มาတယ်အာအာသူတို့ကောင်းမဟုတ်ဘူးအော်အေးသူတို့ထမင်းကသွားมาဆိုလို့သူတို့မုံသွားမယ်သူတို့အမှန်တရားပြောလိုက်မုံသွားမယ်မုံသွားတဲ့အခါကျလို့ရှိရင်သူတို့ထမင်းကသွားမယ်อืมအခုကြည့်လေနိုင်ငံရေးပါတီတကူကနေပြီးတော့မှတလွတ်တော့ဟိုကိုစလေလောင်းဝင်ပြိုင်မဲ့သူကပါတီတကူရဲ့ဒါဥက္ကဋ္ဌလည်းဖြစ်တယ်ဒီဥက္ကဋ္ဌကိုယ်တိုင်ကအကျွေးဘလဥက္ကဋ္ဌခေါင်းဆောင်တယောက်ကအကျွေးဘလဘွားနဲ့ဖြစ်နေတယ်အဲ ဒီအစိုးရဌာနတွေကိုမဝင်ခင်ကိုအကျွေးပဲလက်ပွားနဲ့ဖြစ်နေတယ်။သူ့ကိုတော့တိုက်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ပဲဖြစ်သွားအောင်ပြည်သူလွှတ်တော်နဲ့အမျိုးသားလွှတ်တော်တွေမပြောသေးဘူးတရားဒီဥပဒေပြည်ပြည်လွှတ်တော်တွေမပြောသေးဘူးဒီတိုက်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ပဲဖြစ်ပါစေအောင်နော်နိုင်ငံတော်ကနေဘတ်ဂျက်တွေကို6လနိုင်ငံတော်ဘတ်ဂျက်တွေကိုအလကအလွဲသုံးစားလုပ်မဲ့လူอืมရှင်းနားလဲလားအဲ့တရင်တင်ဆက်တဲ့လူရှင့်ကိုပြောနေတာအဲရှင့်ကိုပြောနေတာကျွန်တော်ယူမြင်ရှင်းဆိုတာရှင့်ကိုရှင်းသိရှင့်ကိုရှင့်ကိုပြောနေတာ ရှင်းကိုလက်ညှိုးနှစ်ချောင်းစလုံးဖိုးချင်တာရှင်းစောက်တော့မကြဘူးရှင်းပြောပါလားအခု17လပိုင်းရောက်တော့မယ်17လပိုင်းကုန်တော့မယ်17လပိုင်းပြည်သူတွေရွေးကောက်ပွဲမှာမဲပေးရတော့မယ်မတော်တဆဒီလူကသူ့ရဲ့အဲ့ဘန်ကကမောဇာဘန်ကအကျွေးကိစ္စကိုဖြည့်ရှင်းသွားနိုင်လို့ရှိရင် UEC ကလည်းမထုတ်ပြန်တော့ဘူးလေအဲ့လိုလို့ဆိုတတ်မှတ်ထားတဲ့စီကန်နဲ့အဲသူတို့တတ်မှတ်ထားတဲ့အတိုင်းအကျွေးကင်းစင်တဲ့ခါကျလို့ရှိရင်ဒီလူကလွတ်တော်လေးကိုရောက်သွားမယ် နိုင်ငံအကျိုးကိုလည်းဒီလူလုံမှာမဟုတ်ဘူးပြည်သူအကျိုးကိုလည်းသူလုံမှာမဟုတ်ဘူးသူအကျိုးပဲသူလုံမှာအဲ့အချိန်ကြတော့ခါကြမှာနာမည်ထွက်လာလို့ရှိရင်ရတော့အဲ့တင်းချင်ကြတော့ရှင်းစောက်ဖက်ကိုကျမဟာယာလုတ်ပြပဲဒီလားအဲ့ခါကျရှင်းကိုကိုမျက်နှာချင်းဆိုင်ပြီးရှင်းရင်ဝါးကိုဓာတ်နဲ့ထိုးပြီးကျမထောင်ထဲဝင်မယ်အာရှင်းမကောင်းလဲလို့အခုပြည်သူတွေကနေပြီးတော့မဲပေးလိုက်လို့ဒီလူလွတ်တော်တဲ့ရောက်သွားလို့အခုငါးနှစ်တော့ငါးနှစ်ခံရမှာပြည်သူတွေငါးနှစ်ကိုလူးလဲပြီးခံရမှာอืม ဆောက်သုံးမကြတဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုဆောက်သုံးမကြတဲ့လူတွေကိုကိုယ်စားလှယ်ဖြစ်ခန့်အပြီးလွတ်တော်တွေထည့်လိုက်လို့ရှိရင်ပြည်သူရောတိုင်းပြည်ရောနားတယ်နိုင်ငံရောပြည်သူရောတိုင်းပြည်ရောအလူးလဲခံရတဲ့ဆောက်သုံးမကြတဲ့သတင်းတင်ဆက်သူရှင့်ကိုပြောနေတာနားလည်လားဟဲ့ကောင်อืมဆိုတော့ကျော်စိုးဦးကတော့မင်းအဲ့ဒါတသက်ခိုင်တာရွေးကောက်ပွဲပြန်ဝင်ရပြီဆိုရင်တော့အမင်းဓာတ်ရိုးခံရဖို့သိကြပြီเนาะကျော်စိုးဦးအမင်းကိုကျိန်းနေပြီเนาะဟဲ့ကြောက်တယ်ပြောချက်ကြီးကျွတ်စီစပေါ်ပါတယ်သူတို့ချင်းချင်းပြန်ကြိုက်နေရတာကိုကြည့်ရတာအင်မတမောက်เนาะစိတ်ကြည်နူးဖို့ကောင်းတယ်โอเคဆိုတော့ ဟိုခမရတို့ဘလောက်ပဲပြောပြောတတ်သက်ခံရတော့ခမရသူကတတ်သက်ခံဗီဒီယိုဖိုင်ခုတို့ပြောမယ်ဆိုထွက်လာတယ်နော်တလားကျွန်တော်လည်းတအားသဘောကျလာလို့ကျွန်တော်ညီလေးတယောက်ပို့ပေးတာជីជីတတ်သက်ခံတဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်တခုရှိရယ်ဟိုကဘလို့ကောင်းတာအခုကျတော့ဘလို့ဖြစ်တာတို့ဟင်ဘလို့ဖြစ်တာတို့ဟင်ဘလို့ဤဖြစ်သွားတာလေဟင်ဘလို့ဖြစ်သွားတာလေအခုဟင်စိတ်တိုင်းကြမလို့ရတော့အဲ့လိုဘောငါစပတ်ကိုမလို့ရလို့လားဟာလားဟာလားဟင်ဟင် ဟင်ငါစက်ဘုံမလောက်ရလို့လားဟင်အဲ့နွားလောစက်လောက်ရလို့လားဂျင်းနဲ့ရမလားဟင်အခုလာလောက်ချင်မလားဒါလောက်လာလောက်လာလောက်လမ်းမသားတွေခွေးသားတွေနော်သူတို့ကမြန်အေးပေါ်သူကငါတို့ကိုအတီချင်ဘယ်လိုလောက်နေစည်းချင်မလားဘယ်လိုဒီရက်ဘယ်လိုလောက်ချင်မလားသူတို့ခိုးမှာမခိုးရတာသူတို့ခိုးချင်တော့ငါ့ကိုဒီလိုလောက်တာလေနော်အခိုးတွေအဲ့ဒါကြိုက်မှာပေါ့ငါ့ကိုဟင်အခိုးအခိုးမျိုးဘယ်နေရာခိုးရအောင်မေးရလဲညှိုးထိုးပြမှာနော်နင်ငေါ့လာမေးလေဟဲ့ကောင်လာမေးလေဟဲ့ကောင်ဟဲ့ တကယ်တက်တက်ခိုင်ကြရတာမင်းတော့ပေါက်ကွဲလိုက်ရဒီဒီကြားထဲမှာဘောမိုင်းနဲ့ပတ်သက်ပြီးလောင်တဲ့ဥစ္စာတွေကတောက်လျှောက်ကိုတွေးရပြီတလားအဲ့ဒါတွေကိုကြည့်ရတော်တော်ကြည်နူးဖို့ကောင်းတယ်ဗျာတိလားတော်တော်လေးကိုကြည်နူးဖို့ကောင်းတယ်ဘယ်လိုနှလုံးပီတိဂွန်းစီထိတကယ်တော့ဗျာနော်โอเคဆိုတော့နောက်တစ်ဗီဒီယိုပိုင်းလေးတစ်ခုကတော့ဒါကျွန်တော်တို့ဒါတက်တက်ခိုင်နဲ့ကြော်ဆိုးပြီးသွားပြန်တော့ဒီတစ်ခေါက်ကကျွန်တော်တို့ပေါက်ကရုံးနော်ပေါက်ကရုံးစောက်တော့ဝင်နော်နေရာတကာမှာဝင်ပါကျင်နေတဲ့ပေါက်ကရုံးကို ဖုံးကြီးတပါးဆုံးမတော်မူခန်းပေါ့နော်ဒီလိုင်းသားရမှာဒါကျွန်တော်ခိုးမှုဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ဒါပေါကရုံးစောက်တုံးကိုဖုံးတော်ကြီးတပါးဆုံးမတော်မူခန်းโอเคကြည့်အောင်မင်္ဂလာပါပောက်ကူတော်ဖေဟာအရှင်ဖေဟာကတော့ပြီးတော့နဲ့ဝါကြည့်ရင်လည်းကြီးမယ်ငငယ်လည်းငငယ်မယ်ဝါကြည့်ရင်လည်းဖွင့်လို့ပါဖေဟာပြီးတော့ကတခါမှလည်းလိုင်းတော့မတက်ဘူးပါဘုရားဟုတ်ပြီဒီလိုတက်ပြီးတော့ပြောင်းပြောင်းလဲ ပြောရိုးပြောစံထုံးစံတော့မရှိဘူးဗျာဒါပေမဲ့အခုခိရှာမှာရှင်ဖရာကဖရာသားတော်ဖြစ်ပါလေရက်နဲ့အမှန်နဲ့အမှန်ကိုဝေဖန်ပိုင်းခြားတတ်တဲ့အသိဉာဏ်မရှိလို့တပည့်တော်ကတက်ပြီးတော့ပြောရခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့အရှင်ဖရာစိတ်တက်က ဖះသားတော့မပြီးသားသေးဘူးဗျာ။နိုင်ငံရေးရောင်းရောင်းဘာရောင်းရောင်းဟိုရောင်းရောင်းဒီရောင်းရောင်းစီးပွားရေးရောင်းရောင်းမိမရောင်းရောင်းတော့အရှင်ဖះလုံးမနေပါနဲ့ဗျာ။အာယသာသနာကိုတဲ့နော်မတိုးတိုးတက်အောင်မဆောင်ရွက်ရှင်နေပါ။အင်းအရှင်ဖះသာသနာကိုမဖျက်ဆီးပါနဲ့။အာယနှခုံးမတကောင်ကြောင့်တင်လီလုံးအပုတ်ခံခြင်းမျိုးတော့အရှင်ဖះမလုတ်ပါနဲ့ဗျာ။ဟုတ်ပြီ။နော်နိုင်သားရာကိစ္စမှာလည်းအရှင်ဖះကဟဲ့လား လူဆိုတာလူပဲဖြစ်ဖြစ်ယဟန်ပဲဖြစ်ဖြစ်မမှားတက်တဲ့လူမျိုးမဟုတ်ပါဘူးပုတ္တဇဉ်တွေအမှားနဲ့အမှန်ဆိုတာဇုံတွဲနေတာအဆိုးနဲ့အကောင်ဇုံတွဲနေတာတစ်ဆယ်သားလောက်အပြစ်ဒဏ်ပေးရတဲ့လူတယောက်ကိုတပိ္ပဒါတော့အပြစ်ဒဏ်ပေးရင်ဘယ်လိုလူမျိုးကခံနိုင်မှာလဲဖေဟာဥဟာအရှင်ဖေဟာကပြောမယ်ဆိုရင်လူတွေတန်းတဲ့လူတွေကိုလည်းအရှင်ဖေဟာကရှုံချတယ်လူတွေတန်းတဲ့လူကလည်းသူတို့မှအသိဉာဏ်ရှိတယ် တည်တည်ချာချာရက်ကွက်အလိုက်မြို့အလိုက်တည်တည်ချာချာစုံစမ်းမေးမြန်းပြီးတော့မှမှန်ကန်ပြီလားဒီမိသားစုကမှန်မှန်ကန်ကန်ဖြစ်ပြီလားနော်တကယ်ဆင်းရဲတာမှန်တာလားသူတို့မှာအခက်ခဲရှိတာအမှန်လားတည်တည်ချာချာသုံးသက်ဝေပန်ပြီးတော့မှလှူဒန်းကြတာဗတိုင်းလှူဒန်းတာမဟုတ်ဘူးအရှင်ဘုရားရဲ့နော်အဲ့ဒီနေရာမှာအရှင်ဖရာရဲ့သာသမီသာဆိုရင်အရှင်မရဘယ်လိုခံစားရမှာလဲ။အင်းလူတန်းနေကြတဲ့ ကဒကမတွေအလှရှင်တွေကခလေးကိုပို့ပြီးတော့တနာကြတာနော်ဒီခလေးမူဂျူတောင်ထားလို့မရသေးဘူးအရှင်ဘုရားရဲ့အရှင်ဘုရားကစာရီများများဖတ်ဖို့အရှင်ဘုရားလူသေးတယ်။တရားဓမ္မတွေကိုအရှင်ဘုရားကျင့်သုံးဖို့လူသေးတယ်။ရှင်ဘုရားကြည့်ရတာတော့ပြောတလားကြလို့ဘုရားရှ िख ုကန်တော်မှာအရှင်ဘုရားဒီနေ့တခါတော်မှာပြောမတလားဟုတ်တခါတော်မှာဝင်မဲ့ပုံစံတော့မပြီးတော့မတွေ့ပါဘူးခင်ဗျာ။ဟုတ်ရဲ့။တဲ့။ အရှင်မရရဲ့ပြောမှုဆိုမှုနေမှုထိုင်မှုစနစ်လုံမှု gain မှုစနစ်အရှင်မရကိုသုံးသက်လို့ရတယ်ဖေရဒါပေမဲ့အရှင်ဘလောက်ရှင်ဖေရဘလောက်ပဲမှန်မှာသာသနာကိုတော့အရှင်ဖေရမစော်ကားပါနဲ့မဖြက်စည်းပါနဲ့ရှင်ဖေရကြာမှာပြောမယ်ဆိုရင်ချမ်းသာဖို့သူများအထင်ကြီးအောင်နေတတ်ဖို့အာအဲ့ဒီလိုဆိုရင်ရှင်ဖေရသာသနာပေါ်မှာရှင်ဖေရမနေနဲ့အေးလူထွက်လူထွက်လေ လူထွက်ခြင်းကွန့်ကိုလုတ်ခြင်းလားကိုလုတ်လို့ရတယ်อืมဆိုတော့ဟိုနေရာတကပါနေတဲ့အဲကျွန်တော်ပောက်ကရုံးပေါ့နော်အဲကျွန်တော်မဘာသာဘုံကြီးပောက်ကရုံးသာသနာသာသနာသာသနာဘုံမှာရက်တည်နေတဲ့ဘုံတော်ကြီးတစ်ပါးကနော်ဒါဆုံးမတော့မူကန်းပေါ့နော်အဲ့တော့ဟိုပောက်ကြီးတို့ဒါပြောမယ်ဆိုရင်မဘာသာဘုံကြီးတွေကလည်းပြောမယ်ဆိုရင်ဟိုစစ်တက်ကောင်းလို့မဘာသာဘုံကြီးတွေကပြောမယ်ဆိုရင်ပေါ်ထွက်လာတာစစ်တက်ကပဲမွေးမြူပေးလိုက်တာအဲ့မဘာသာဘုံကြီးဆိုတော့အဲ့တော့ဟိုမဘာသာရင်လည်းပတ်သက်ပြီးတော့မှမောင်ချူကြီးကလည်း ပြောလာပါတယ်အဲ့တော့မဘာသားတွေနဲ့ပတ်သက်ပြီးတော့မှမစ္စတာမွန်ချိုကြီးဘာပြောမလဲနားထောင်ကြည့်အောင်เนาะသူသူပြောတဲ့ဟာလေးလည်းကျွန်တော်တို့အပိသားစုတွေဟို မြင်စေခြင်းနဲ့တွေ့စေခြင်းကြားစေခြင်းနဲ့အဲ့ဒါလေးเนาะမောင်ချိုကြီးပြောတဲ့မဘာသားအကြောင်းနားထောင်ကြည့်အောင်ကျွန်တော်တို့ဒီနေ့တိုင်းပြည်ရဲ့ဗုဒ္ဓဘာသာဟာအရေးကြီးသာသနာဖြစ်နေပြီသာသနာထုံးကားတာမဟုတ်ဘဲနဲ့သာသနာပျောက်ကွယ်နေပြီသာသနာမတန့်စင်တော့ဘူးလို့ ဟိုဒါကြောင့်မလို့ကျွန်တော်ကစရဲကကျွန်တော်ကပြောတာเนาะအဲ့တော့ဒါကဦးနေပေါ့ကျွန်တော်တို့လက်ရှိဒီနေ့ဗုဒ္ဓဘာသာသာသနာဦးနေတစ်ခုလုံးနဲ့ဆိုင်တဲ့ဟာတစ်ခုနင်းပေါ့เนาะအဲ့ဒီထဲမှာမှာမဘာသာအဖွဲ့ကြီးရှိတယ်မဘာသာအဖွဲ့ကြီးတွေမှာတကယ်ဆရာတော်တန်ဃာတော်ကြီးတွေတကယ်ဦးနေဖြစ်တဲ့ဟာကြီးတွေရှိတယ်သူတို့တွေကရှေ့ကိုမထွက်ကျွန်တော်ပြောဆိုအခုဟိုမြင်နေရတဲ့လူတွေမြင်နေရတဲ့ဒီမဘာသာကိုတော်တွေဆိုတာပြောရလို့ရှိရင်အမှိုက်ပဲ နော်အဲ့တော့အဲ့ဒါတွေကိုလူတွေကနေမှာညားလာတဲ့အခါကျတော့ဒီမဘာသာအဖွဲ့အစည်းကဘလို့ဖြစ်လာလဲဆိုတဲ့အခါအခုကျွန်တော်မြန်မာနိုင်ငံမှာပေါ့ဗျာတချို့နေရာတော်တော်နေရာတော်တော် များများမှာပါဟုတ်လားအိမ်ရအမိုက်တွေကိုဟုတ်လားအမိုက်ကလာပြီးတော့တိမ်းမှုကျုံမှုတို့ကိုယ့်ရဲ့လမ်းထိပ်ဟုတ်လားဈေးလိုထိပ်လိုနေရာမျိုးတွေဘယ်လိုထိပ်လိုနေရာမျိုးတွေမှာကိုယ့်အိမ်ရအမိုက်တွေကိုယူသွားပြီးတော့တွားပြီးတော့စွန့်ပုံနဲ့အမိုက်တွေကိုစွန့်ပုံနဲ့အမိုက်ပုံမျိုးဖြစ်ကျွန်တော်ပြောတာနော် မောင်ဒီနေ့ကျွန်တော်တို့အခုညီနေရတဲ့မဘာတာကနော်ဟိုရှိသမျှအမိုက်တွေကိုတွားပြီးတော့ပုံနာတဲ့ပုံလို့ရတဲ့အမိုက်ပုံလို့နူနေနေရာမျိုးကြီးဖြစ်နေဒါကြောင့်လို့မဘာတာကိုကျွန်တော်တို့ကဒီအမိုက်ပုံကြီးအမိုက်ပုံကြီးလာလို့တောင်မှပဲအာမေကွန်းထုတ်ရမယ်အခြေအနေဖြစ်နေတယ်ဒီနေ့ကျွန်တော်တို့လူတွေမြင်နေတဲ့မဘာတာမဘာတာလို့ပဲအမှစဉ်းစားကြည့်လေဗျာနော်အာဒီ ဟိုလူမိုက်ခေါင်းဆောင်ဟိုကရုံးမပေါက်ကမန္တလေးမှာဟုတ်လားဒီကြားဖြတ်နေ KTV တွေမာဆက်တွေဟုတ်လားဘားတွေကနေပြီးတော့ဆက်ကြီးကောက်တယ်ဟုတ်လားအာရတဲ့ငွေနဲ့ तू ဘားရတဲ့ငွေနဲ့ तू လောက်မှာပေါ့သူ့ရဲ့ပြည်သူစစ်တွေပြူစောတီတွေကိုထောက်ပံ့တဲ့အလုံမျိုးပဲဖြစ်ဖြစ်အာဘာပဲဖြစ်ဖြစ်ပေါ့နော်အဲလူလူမိုက်လို့ကောင်းကတင်ငန်းဝစ်ပြီးဒရုန်းလုပ်ပြီးနှကမ်းမွေးဆာဆာနဲ့ရွှေမြင့်မှန်တခါလဲဂိုင်းနဲ့နော် ဒီဒီကောင်ကိုကျွန်တော်ဒီကောင်ဒီကောင် PDF ဒီဘာကြောင့်မလို့အခုချိန်ဒီထားရလဲဆိုတော့ကျွန်တော်လည်းနားမလဲเนาะအဲ့လိုမျိုးပေါ့တည့်ရပလား အဲ့လိုမျိုးပုံကုမျိုးတွေအာနောက်ဒီမျိုးမျိုးပေါ့ဗျာဒါတွေနဲ့အာအဲ့ဒါသူတို့နောက်လိုက်တဲ့လူတွေကြောက်လဲလူမိုက်တောင်မှပဲသူကလူကောင်းလူမိုက်နဲ့လူဆိုးလူမိုက်ခွဲလိုက်တယ်လူကောင်းလူမိုက်ကြတော့သူတို့အခုပြောနေမန္တလေးကလူမိုက်တွေပေါ့အမျိုးဘာသာတာသနာမဘာသာအောက်မှာဟုတ်လားသူတို့ဟန်သူမိုက်တာမိုက်တာခိုးတာခိုးတာဆိုးတာဆိုးတာပဲဒါပေမဲ့အာပရာဟိတာလုပ်ငန်းတွေလုပ်တဲ့ဒီအားတို့နေကျွန်တော်ဘုရားပါတာတရားအနေနဲ့ကျွန်တော်မရှင်းဘူးဗျာ နော်အလူမိုက်ကစိုးတယ်မိုက်တယ်လို့လေဒါပေမဲ့ဟိုကမှကုနာလိုပရာဟိတာလုပ်ငန်းတွေလုပ်တယ်အာဒီမျိုးချစ်စိတ်ရှိတယ်ဆိုရင်ပဲကလားမုန်းတယ်ဆိုရင်ပဲဒီလူမိုက်ကကောင်းသွားရောလားနော်ဒါမျိုးကိုပြပြီးတဲ့အခါကျလို့ရှင်ဟုတ်လားအာဘသူနာမည်ကြီးပြီလဲကြီးရဲ့နူတွေလောက်ကိုတခါတည်းလိုက်ပြီးတော့ဟုတ်လားအမှုတွေဖွင့်တရားတွေဆဲအာဒီလိုကောင်းမှုတွေရလဲတခါတည်းမဘာသာခေါင်းစဉ်အောက်မှာဒါတွေကပြောရင်ရှိမှာပေါ့အဲ့တော့ ဟိုဒီနေ့ကျွန်တော်တို့မြင်နေရတဲ့မဘာသာမဘာသာကြီးဟာတည်းအမိုက်တွေအားလုံးသွားပြီးတော့ပုံထားတဲ့အမိုက်ပုံကြီးလို့ဖြစ်နေတယ်နော်ဖြစ်နေတယ်တဲ့နော်ပြတော့အမိုက်ပုံကြီးလို့ဖြစ်တယ်ဆိုတော့ဘလောက်တော်မှာပုတ်စော်ရည်နိုင်လိုက်လည်းမသိဘူးပေါ့နော်ဘလောက်တော်မှာပုတ်စော်ရည်နိုင်လိုက်မလဲကြိလိုက်တာနဲ့ကိုမျက်နှာကြိလိုက်တာနဲ့ကိုမဘာသာဆိုတဲ့ကောင်တွေကပုတ်စော်နိုင်နေတဲ့ကောင်တွေလိုမျိုးပဲနော်မောင်ချိုကြီးကပြောသွားတာဟုတ်ပါတယ်အမိုက်ပုံဆိုတာမျိုးကချီးတဲ့လာပြင်းပြင်းပဲသေးတော့လဲလာပြင်းပြင်းပဲနော် ပုတ်တိုးနေတဲ့ဟာလေးလည်းလာပြင်ပြမယ်ဆိုတော့အဲ့အမိုက်ပုံဆိုတဲ့အရာကြီးကတန်မိုးရှိလားတန်မိုးမရှိဘူးဒီတဘောကိုချိုကြီးကပြပြသွားတာနော်ဘာမှသာအဲ့ဟိုပေါက်ကြီးကဖဲ့တာနော်ပေါက်ကြီးကဖဲ့တာနော်ဘာလို့ PDF တွေကပေါက်ကြီးကိုမရှင်းသေးတာလဲဆိုတာအချိန်တန်ပေါက်ကြီးကသူ့ဟာသူအလိုလို PDF ကိုဟိုဒူးထောင်းမဲ့ကောင်မျိုးတောင်းမှမှာတယ်နောက်မလုပ်တော့ပါဘူးဒါပေမဲ့အဲ့ချိန်ကျရင်တော့စကားထပ်ပြောရမှာပေါ့နော်အဲ့တော့ဟိုမောင်ချိုကြီးလည်းတော့တဖြည်းဖြည်းနဲ့အမှန်တရားလေးကိုသူမြင်တက်လာတယ်သူသိလာတယ်ပေါ့နော်ပြောမယ်ဆိုရင်သူ့ ဟိုဘယ်ယာတွေကမြောက်သူ့အမှန်တရားတွေမြင်အောင်မြောက်လုတ်ခဲ့လဲတော့မသိဘူးเนาะဒါပေမဲ့လည်းဒီဘက်ကိုပါလာတယ်တို့တို့ကျွန်တော်တွေလည်းမတတ်မှတ်ဘူးသူကစစ်တပ်နဲ့ပတ်သက်ပြီးတော့မှမတရားတဲ့အရာတွေကိုဖော်ထုတ်နေတယ်စစ်တပ်ကိုချစ်တဲ့သူတယောက်အနေနဲ့ဒါကျွန်တော်နေနေတော့သတ်မှတ်ထားပါတယ်โอเคဆိုတော့နောက်ထပ် beautiful လေးတစ်ခုကတော့ဒီစစ်တပ်ကလုတ်တဲ့စစ်ဗိုလ်တန်းကိစ္စနဲ့ပတ်သက်ပြီးတော့မှဆင်းရဲတဲ့ပြည်သူတွေအနေနဲ့ဒုက္ခရောက်နေရတဲ့ကိစ္စတွေရှိပါတယ်ဟိုတောထဲမှာနေတဲ့ပြည်သူတော်မှာ ဟိုစစ်မှုတန်းကြီးတွေတောင်းခံအခုချိန်အထိဟိုတောင်းခံနေရတော့မှာပဲအုပ်ကြီးတွေလာတောင်းတာပါဗျာဆိုတော့ဟိုဟိုရေဘေးကြုံရတော့ကကြတော့ဘာထောက်ပံ့ကြီးမှမရခဲ့ပဲနဲ့စစ်မှုတန်းကြီးတဲ့ကြောင့်တောက်လျှောက်ထည့်နေရတဲ့အတွက်ကြောင့်မလို့ကိုကျော်သေးကဒီလိုသူ့ရဲ့ဘဝဇက်ကြောင်ကိုဝမ်းနေစွာနဲ့ပြောလာပါတယ်နောက်ထောက်ကြည့်အောင်ကျွန်တော်တို့မန္တလေးတန်းကြောက်ဆယ်မြို့နယ်ကရဲအုပ်စုကျက်စင်ကျွရောင်မှာခုထိစစ်မှုတန်းကြီးကောင်းနေတော့မှာ ကျွန်တော်လည်းမထည့်လို့ခဏိကျွန်တော်မိမသေးသွားတော့ပြောလိုက်ပါတယ်ခင်ဗျာอืมကျွန်တော်ဘောကဆင်းရဲပါတယ်တိုးထဲမှာနေတာပါခင်ဗျာတိုးထဲမှာနေတာပါနောက်ပြီးတော့ကျွန်တော်ပန်းတက်ကလည်းသေးသေးလေးပါကျွန်တော်တိုးထဲမှာနေတယ်ဗျာကျွန်တော်ရင်နစ်တယ်ကျွန်တော်ထောက်ပံ့ဘာမှမရဘူးခင်ဗျာသူများရှင်မှာရင်နစ်တယ်ဆံနေရတယ်စီရရတယ်မင်းဘောဖုံရတယ်ပေါ့ ကျတော့ကြတော့နိုင်ငံတော်ကပေးရတဲ့ပေးတဲ့ငွေတွေစုတွေလက်တွေကျွန်တော်မှမခံစားပါဘူးခင်ဗျာတခုခုခွဲထားကြမယ်ဆိုရင်ကျွန်တော်တို့မှအများတန်းပေးရပါတယ်ဒါကျွန်တော်အနေနဲ့တဲပါဒါကျွန်တော်အနေနဲ့တဲလေးပါကျွန်တော်တော်ထဲမှာနေတာပါကျွန်တော်ရင်နဲ့တယ်ကျွန်တော်ဟိုတကရင်နဲ့တယ်ကျွန်တော်မှဘာမှခံစားခံစားမှုမရှိပါဘူးကျွန်တော်သိပ်ပင်လေးတွေစိုက်ပါတယ် ုံသေးရောင်းပါတယ်ကျွန်တော်ခုပြောလဲရောင်းပါတယ်ဖြစ်စင်တာကျွန်တော်တို့မှာရင်းနှစ်တုံးကရောမင်းတို့နှစ်နာကြီးကွာနိုင်ငံတော်ပေးတာဆိုရောအဲ့လိုလဲတင်မပေးဘူးနိုင်ငံတော်ကိုအခုကြတော့စစ်မှုတန်းကြီးကိုချိန်တိတောင်းနေတော့မှာခင်ဗျာကျွန်တော်တို့စင်ရသားတွေကိုကယ်နိုင်မဲ့လူရှိရင်ကယ်ပေးပါဦးလို့ ကျွန်တော်ဒီလိုပင်လေးတွေစိုက်ပါတယ်ပြိုးပါတယ်ကျွန်တော်ပန်ကျွန်တော်ပါနေကသေးသေးလေးပါဒီဘက်ကခက်ဝဲကင်းလေးပါရင်းနှက်သွားတာပါပဲကျွန်တော်နေတာတော့တယ်ပါ တကယ်လဲဆင်းရဲပါတယ်ကျွန်တော်မြဲတဲ့မနေ့လောက်ကန်စားနေရတာပါဒါကျွန်တော်နေတဲ့တဲပါကျွန်တော်နေတဲ့တဲပါဒါကျွန်တော်နေတဲ့တဲကျွန်တော်ဖြစ်ချင်တာကျွန်တော်ရင်းနေတော့ကလည်းကျွန်တော်နိုင်ငံတော်တင်ပေးလို့ခွဲတဲ့နေပါစားရတယ်ပါဆိုလဲ ားအောင်တော့ဗျာကျွန်တော်ရင်နေတော့じゃဘယ်သူမှကင်မဲလို့မရှိဘူးဒါကျွန်တော်လည်းလေးပါအဲ့ဒါကျွန်တော်စွမှုလာခြင်းမထဲတော့ဥပဒေနဲ့ညီဆုံးနေတယ်ဆိုရင်လေอืมကျွန်တော်ဥပဒေကပေးတယ်ပြည်တယ်နဲ့ခံမမယ်လို့อืมနိုင်ငံတော်ကျွန်တော်ပုံမကန်ပါဘူးခင်ဗျာနိုင်ငံတော်ကျွန်တော်ပုံမကန်ပါဘူးဒါကျွန်တော်နေတဲ့တဲပါอืมဒါကျွန်တော်နေတဲ့တဲလေးပါอืม မခံစားနိုင်တော့ဘူးကမခံစားနိုင်တော့လို့ပါပဲခံစားနိုင်မလဲဗျာခင်ဗျားကလည်းဓဏီမိုးထရံကမဟုတ်ဘူးကွာပြောမယ်ဆိုထန်းလန့်မိုးနေရတာအဲ့လူတွေတောင်မှဒီတောချိုအောင်ကြားလူတွေတောင်မှနော်စစ်တပ်နဲ့ပတ်သက်ပြီးတော့မှစစ်မှုဒဏ်ကြီးပေးနေရတယ်ဆိုရင်ခင်ဗျားတို့မျိုးပေါ်မှာရှိနေတဲ့သူတွေမစင်စားနဲ့ပေးလိုက် နော် ပေးလိုက်ခင်ဗျားတို့လောက်ကိုခေါင်းထဲကိုထည့်နေမှာမဟုတ်ဘူးဒီမှာကြီးဦးမှာ အောက်ခြေနော်ဆင်းရဲနေတဲ့သူဒါအဘာဘာဘာကိဘာကိစ္စညာကိစ္စနိုင်ငံတော်ထောက်ပံ့ကြေးပါဆိုပါညာတရကာဆိုရင်တော့အဲ့မရဘူးအောက်ခြေလူမွဲတွေမရဘူးကြုံမွဲတွေမရဘူးနော်ဟိုစစ်မှုထမ်းကြေးဆိုရင်တော့ထဲထဲရတာជីជីအဲ့တော့ဒီဘီတိုဝိုင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာကဘာလဲဆိုတော့လေဒီကိစ္စကစစ်တပ်ကမလုပ်ပါဘူးလို့စစ်တပ်အပိတ်ထောက်ခံတဲ့ဘဲကောင်လာပြောမလဲကျွန်တော်ပြောစိန်ခေါ်တယ်မင်းတို့စစ်မှုထမ်းနဲ့စစ်မှုထမ်းကြေးပတ်စံပေးရတာနဲ့ပတ်သက်ပြီးတော့မှမင်းတို့စစ်တပ်မှာရှိတဲ့ စစ်သားအားလုံးဒီလက်မစားပါဘူးစစ်မှုတန်းကြီးကိုပတ်စံကိုမယူထားပါဘူးလို့တစ္ဆာဆိုရဲတဲ့တနေ့မင်းတို့ဘက်ကတစ္ဆာဆိုရဲတဲ့တနေ့ပလာတိုင်ဒီ YouTube channel ကိုလည်းနားမယ်တော်လိုင်းကြီးလည်းနားမယ်အလင်းလာဝင်မယ်မင်းတို့ကြိုက်တဲ့အပြစ်ကိုလာစီရင်ပလာတိုင်ရဲ့ဒဲစိန်ခေါ်ရင်နော်မင်းတို့စစ်တဲ့ထောက်ခံအားပေးပါရဲဆိုတဲ့စစ်ပေါ်မာတွေကိုစစ်သားတွေကိုစိန်ခေါ်တယ်စစ်မှုတန်းကြီးနဲ့ပတ်သက်ပြီးတော့မှမင်းတို့စစ်တပ်ကစစ်သားတစုံတစ်ယောက်ကမှ လက်မစားပါဘူးဆိုတဲ့ဥစ္စာကိုမင်းတို့စိန်ခေါ်ရတဲ့တနေ့ကြိုက်တဲ့ social platform ကိုစိန်ခေါ်လိုက်ပလာတာကြီးရောက်လာခဲ့ပဲမင်းတို့ရှိဘူးနော်အဲ့လောက်ပဲပြောမယ်ဆိုတော့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခါမှပြန်ဆုံတွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာနေဖြစ်ပါစေပလာတာ reblog youtube channel ဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့ပြောတွေအားလုံးပဲစိတ်ချမ်းသာကြီးကိုကြီးချမ်းသာခြင်းနဲ့လုံးတော့ပြေဝနိုင်ကြပါစေဗျာ